ကဲအားလုံးပဲမင်္ဂလာပါ မဟာဗမာဂျိန်းကျော်လင်မဒီစာအုပ်လေးထဲမှာရေးထားတာလေးတွေကိုဝေမျှပေးနေခြင်းဖြစ်ပါတယ်အခုတခါတော့မော်လမြိုင်မြို့မှာရင်းနှင်းပွဲဇလန်းလေးတပုံးတဲ့ပြိတ္တကြီးခေါင်းစဉ်လေးရပါတယ်လေမော်လမြိုင်မြို့မှာရင်းနှင်းပွဲဇလန်းလေးတပုံးတဲ့တကယ်ဖြစ်ရမှန်လေးပါနာမည်တွေတော့အစားထိုးရတာပေါ့လေနာမည်တွေပြောင်းမိထားတာပေါ့တကယ်ဖြစ်ရမှန်ဇလန်းလေး မွတ်စလင်တွေဟာတဲ့ဗုဒ္ဓဘာသာဤခေါင်းဆောင်ဖြစ်တဲ့ဖျားဂောဘကလူကြီးနိုင်ငံ့ခေါင်းဆောင်နဲ့မြို့ရွာအကြီးငယ်တို့ဤတမီးတွေကို ပို့ပြီးအရခြိုင်တတ်ပါတယ်ဗကံခစ်ကပရိခယာကလာကမြမဘရင်ကျန်စစ်သားမင်းကြီးတမီးတော်ရွှေအိမ်စီကိုအရခြိုင်ဖို့ကြိုးစားခဲ့တာဟာအထင်ရှားဆုံးတာရကပါပဲအခုတင်ပြကျင်တာကလည်းမော်လမြိုင်မြို့မှာ တကိုးကြီးဖျားတဆူတွင်တာဝန်ထမ်းဆောင်နေသောဂောဘကလူကြီးတမိတယောက်အကြောင်းဖြစ်ပါတယ်အဖေဂောဘကလူကြီးဟာဂောဘကတာဝန်ထမ်းဆောင်နေပြီမဲ့တာသမီးတွေကိုတော့ဗုဒ္ဓဘာသာနဲ့ယဉ်နီးအောင်မကြိုးစားပဲခက်ပော့ပော့နေခဲ့လို့လေသူ့တမီးဟာမွတ်စလင်ကလားနဲ့တမီးကြီးစားဖြစ်ခဲ့ရပါတယ်ဒီနေရာမှာမျိုးချစ်စိတ်နဲပါတဲ့တမီးမှာ အပြစ်မရှိပေမဲ့ပေါ်ပေါ်ဆဆနေတဲ့မိဘတွေမှာပို့ပြီးအပြစ်ရှိပါတယ် မြန်မာတိုင်းရင်းသားမိဘတွေအထုသတိပြုစီရပါဒီလိုနေလာတာနဲ့ကြာလာတော့တမိကအိမ်တော်ပြုတော့မယ်လို့ဖွင့်ပြောမှကလားနဲ့ဆိုတာသိလို့သဘောမတူပဲအကြီးအကျယ်ကန့်ကွက်တဲ့အခါမှာကလားကမင်္ဂလာဆောင်ပြီးရင်ဗုဒ္ဓဘာသာတဲ့ဝင်မယ်လို့အချို့တက်ပါတယ်ဒါနဲ့မိဘတွေကအုံနောက်နေလို့တကယ်ယုံကြည်ပြီးလက်ထက်ခွင့်ပြုပါတယ်လက်ထက်ပြီးတဲ့အခါမှာလဲကလေးတယောက်ရရင်ဗုဒ္ဓဘာသာတဲ့ဝင်မယ်လို့ ကလားကထက်မှန်းဈေးစစ်ပြန်တော့လဲမိဘတွေဘယ်လောက်ညံ့တယ်လဲဆိုအဲ့ဒီဈေးစစ်ဒါကိုလည်းပဲယုံကြည်လိုက်ပြန်တယ်ကလေးတယောက်ရတဲ့အခါကလားဗုဒ္ဓဘာသာနဲ့ဝင်ဖို့နေနေသားသားရတဲ့ကလေးကိုတော့မွတ်စလင်ဘာသာနဲ့သွင်းဖို့မိဘတွေစီပို့လိုက်ပါတယ်ဂောဘကသမီးကလည်းကလားကဗုဒ္ဓဘာသာနဲ့မဝင်ကောင်းလားဆိုပြီးစိတ်ဆိုးကမိဘအိမ်ကို ပြန်လာခဲ့ပါတယ်ဒါပေမဲ့ သာသမီတန်ရောစင်နဲ့ကလေးတန်မကြမကြသွားရာကကလေး၃ယောက်တောင်ရခဲ့ပါတယ်။ဒါကြောင့်မိဘတွေကအဲ့ဒီကောင်မမပြတ်နိုင်ပါဘူးဆိုပြီးတမီးကို အမွေပြတ်ဆွလွတ်လိုက်ရာမှ ကလားအိမ်ကို အပြိလိုက်သွားရပါတယ်။ဒီနေရာမှာတမီးအပြိဆွလွတ်လိုက်ရတာထက်အသေးသက်ပြေတာမှအမျိုးပြတ်တွေပပြောင်မှမို့ပိုကောင်းပေလိမ့်မယ်ထင်ပါတယ်။ကလားကသူ့အိမ်ကို အပြိလိုက်လာတော့ သူတို့ဘာသာတဲ့ဝင်ရမယ်လို့ပြောရောမဝင်ဘူးလို့ပြန်ပြောသဖြင့်တတ်မယ်တကယ်ကဲလောက်ပါတယ်ဒါကြောင့်ဝင်ပါမယ်လို့ပြောတော့မင်းငါတို့ဘာသာတဲ့ဝင်ရင်လူမသိသူမသိမဝင်ရဘူးထင်းထင်းရှားရှားတကူးကူးလောက်ပြပြီးမှဝင်ရမယ်လို့ပြောပြီးဗုဒ္ဓဘာသာဝင်တို့အမျက်အမျက်နှိုးဆုံးထားတဲ့ရွှေကုံဇေဒီတော်နဲ့စူးလေဇေဒီတော်ဘုံတွေကိုခြေတော့နဲ့နင်းခိုင်းပါတယ်သူတို့လက်ကုတ်တွေကရေလဲပြပြန်ကိုယ်သက်ကိုနှမျောတဲ့အပြင် ဗုဒ္ဓဘာသာအခြေခံကလည်းနည်းပြန်တော့အာနည်းပြန်တော့မျက်ရည်ဆက်လက်နေပဲဖျားပုံတွေကိုနင်းပြီးသူတို့ဘာသာတဲ့ဝင်သွားပါတယ်ဒီဖြစ်ရက်ကိုကြည့်ရင်လူမျိုးကိုစော်ကားယုံတယ်မကပဲဘာသာကိုတော့စော်ကားခဲ့တာဘလောက်ရင်နေเสียကောင်းတယ်လေဒါကြောင့်လူမျိုးရောဘာသာကိုပါစော်ကားမခံရအောင်အမျိုးဘာသာချစ်စိတ်ရှိကြစေရန် ကိုသားသမီးတွေကိုဆုံးမပြုပြင်တင်ကြပါတယ်ဒီဖြစ်ရဟာနမူနာပဲရှိသေးတယ်ဒီလိုဖြစ်ရတွေတပြီလုံးမှာပြောမဆုံးပေါင်တော်သုံးတော်ပါမော်လမြိုင်ကရင်းနှီးပွဲဇလန်းမျိုးမကြုံရောက်အောင်သားသမီးများအားငယ်စဉ်မှစ၍ဗုဒ္ဓဘာသာရင်ကျေးမှုအမွေပေးကြပါဒီလိုပေးပါမှ လူမျိုးချစ်စိတ်ဘာသာသာသနာချစ်စိတ်တွေခိုင်မြဲမှာဖြစ်ပါတယ်ခရစ်ယာန်ရောမွတ်စလင်တွေပါဒီတော့ချက်ကိုတည်၍ သူတို့သားသမီးတွေကို၅နှစ်သားမှစတင်ပြီးဖျားရှိခိုးเจ้าနဲ့ဗလီတွေကိုပို့နေကြတာကိုအတူယူပါဗုဒ္ဓဘာသာတိုင်းရင်သူတိုင်းရင်သားတွေကတော့လူပြိုအပြိုဖားပါကြီးတွေဖြစ်နေတာတော့เจ้าကန်နဲ့ဝေးလို့ဖုံးကြီးเจ้าနဲ့ဖုံးကြီးနဲ့ကောင်းကောင်းစကားမပြောတတ်ကြပါဘူးတဲ့ကဲဒီလောက်ဆိုလို့ရှိရင်တော့တော်တော်ကြီးလဲရှေ့မှာဗီဒီယိုတွေနဲ့အများကြီးတင်ပြီးွားပြီဆိုတော့ စဉ်းစားစရာတွေအများကြီးရမယ်လို့ထင်ပါတယ်။ဒီစာအုပ်ကလေးက1990တည်းကရေးထားတဲ့စာအုပ်လေးဖြစ်ပါတယ်။ဖိုးကြရလဲဒါတွေရှိခဲ့တယ်ကျွန်တော်တို့ဒါတွေစာတွေမဖတ်ဘူးမလေ့လာဘူးမသိတဲ့ခါကျတော့ကျွန်တော်တို့အပေါ်ယံလေးတွေဖြစ်သလိုနေခဲ့ကြတယ်။ဒါကြောင့်မလို့ဒီဘက်ခင်မှာဘယ်နာသွားသားဗမာမနဲ့ကလားနဲ့ယူထားတာတွေကများနေပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်တော့အားလုံးပဲနားလည်မယ်ထင်ပါတယ်။မင်္ဂလာညချမ်းလေးဖြစ်ကြပါစေ။မဟာဗမာချင်းကြော်လေးပါ။